ကျွန်တော်တူရဲအမြင်မှာတဲ့ចောင်းပညာရေးမှာအခြေခံဥပဒေတွေထက်သွင်းတင်ကြားစေခြင်း ਨੇ ဆိုတော့လေအခုတော့အခြေခံဥပဒေတော့မဟုတ်ပဲねဥပဒေဘာသာရဲ့တင်ကြားမယ်လို့တော့ပြောနေပါတယ်ရှင်။နောက်နောက်တစ်ယောက်ကတော့ကိုအောင်ခန့်လင်းမှာကိုအောင်ခန့်ကျွန်တော်တဲ့ကျွန်တော်တို့နိုင်ငံကလူတွေကပေါ့နော်ဥပဒေဆိုတာ သိပြီးအလေးမထားဘူးတဲ့ဥပမာရန်ကုန်မြို့မှာဆိုရင်မြောင်းနဲ့အမိုက်မပြည့်ရဥပဒေရအေးအေးယူမီ ူတွေကစာပဲအဲဖတ်မယ်အမိုက်ကတော့ပြစ်စမြဲပါတဲ့ဒါကသူတို့ကိုအပြစ်တော့ပုံချလို့မရဘူးဘာလို့ဆိုဥပဒေဥပဒေအရအေးယူမဲ့ယူမီပဲပါတာလေတဲ့ဘာဥပဒေလဲဆိုတာသူတို့တွေမသိကြဘူးတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကလေစီကံတိထက်ရှိဖို့လိုအပ်တာဖြစ်ပါရှင့်အဲ့ဒါကြောင့်မို့လို့အမျိုးသားစီကံအစပညာသင်ကျောင်းဟာဆိုကျွန်တော်တို့မြန်မာတစ်မျိုးသားလုံးစီကံရှိဖို့ဆိုလို့ရှိရင် အဲចောင်းနေကနေစရမှာပေါ့เนาะចောင်းနေကလေးငယ်တဲ့အချိန်တုန်းကနေစရမှာဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင်ဒီចောင်းနေမှာလဲပေါ့เนาะဆရာနဲ့အဲចောင်းသားနဲ့ဟိုဟိုပါပေါ့ဆရာနဲ့ចောင်းသားအချိုးဥယေအချိုးမညီမျှတာတွေပြီးဆရာဆရာမတွေရဲ့လစာတွေခန်းစားခွင့်တွေအញ្ញနဲ့နေပြီးတော့မှဆရာဆရာမတွေနဲနေတာတွေစသဖြင့်ပေါ့เนาะအဲပြီးလို့ရှိရင်ဆရာဆရာမတွေဒီဒီပေါ့ပေါ့เนาะအဲနေစုံနေပြားသွားကြတဲ့အချိန်မှာဝင်းလံခေါင်ဖျားတဲ့နေရာသွားကြတဲ့အချိန်မှာ မလုံခြုံတာတွေပေါ့များသောအားဖြင့်ဆီယမတွေဖြစ်တာဟုတ်ရှင်နောက်တစ်ခုကကြတော့ဆီယမတွေကငယ်သေးတယ်အပြိုအရွယ်ဖြစ်တယ်အဲဒီလူလွတ်အပြိုဖြစ်တယ်ဆိုလို့ရှင်လေအဲဘာပဲဖြစ်ဖြစ်သူတို့ရဲ့ဟိုကပေါ့နော်သူတို့ဘဝလုံခြုံမှုရှိဖို့လည်းလိုပါတယ်ဘာဖြစ်လို့လဲဆိုចောင်းနေဆိုတာရွာတွေမှာလည်းရှိရတာဟုတ်ရှင်ဆိုလို့ရှင်ចောင်းနေဆိုတာရွာတွေမှာလည်းရှိရတယ်ရှိရတော့ရွာတွေအထိဟိုကဖြစ်ရတာပေါ့နော်ဆိုလို့ရှင်အဲ့ဒါတွေကျမတို့နိုင်ငံတော်ကဖြည့်ဆည်းပေးဖို့အများကြီးလိုပါတယ် အဲဒီလိုနိုင်ငံတော်ကဖြည့်ဆည်းပေးဖို့ဆိုလို့ရှိရင်လေအဲကျမတို့မြန်မာနိုင်ငံစီးပွားရေးကောင်းဖို့လိုပါတယ်စီးပွားရေးကောင်းလို့ရှိရင်ပြီးလို့ရှိရင်လုတ်လုတ်ကင်စားတော့ရတာရောင်းဝယ်ဖောက်ကားရတာထုတ်လုပ်ရတာလွယ်ကူတယ်လင်းမြန်တယ်အဲတွက်လက်တယ်အဆင်ပြေတယ်ဆိုလို့ရှိရင်အဲကျမတို့ကနိုင်ငံသားတွေစိတ်ပျော်ရွှင်မယ်စီးပွားရေးကောင်းမယ်စီးပွားရေးကောင်းပြီးနိုင်ငံတော်အဆိုးရလည်း အခွန်အခများများရမှာဖြစ်ပါရဲ့ရှင်အဲ့လိုအခွန်အခများများရမှာနိုင်ငံတော်အစိုးရကလည်းဒီចောင်းဆရာဆရာမတွေနိုင်ငံဝန်ထမ်းတွေပင်စင်စားတွေပေါ့နော်စသဖြင့်ဒါတွေကိုပြန်ကြည့်နိုင်မှာဖြစ်ပါရဲ့ရှင်အဲ့ဒါကြောင့်မလို့တိုင်းပြည်တစ်ခုမှာစရမှာတော့စီးပွားရေးကောင်းမှုစရမှာဖြစ်ပါတယ်နောက်တစ်ခုကလည်းစီးပွားရေးကောင်းမှုဆိုလည်းဒီငြိမ်းချမ်းရေးလုံခြုံရေးကလည်းအရေးကြီးတာဖြစ်ပါတယ်ရှင်ဆိုလို့ရှိရင်အမိုက်ပြစ်တာကတော့ကျွန်တော်တို့တော်တော်လေးရှက်ဖို့ကောင်းပါတယ်အဲဆိုလို့ရှိရင် ်အမိုက်မဖြစ်တဲ့အချင်းပေါ့နော်အမိုက်လေးထားတော့တကြားလုံးလေးလမ်းမှာခွာစားမိတယ်အဲလက်တလောလမ်းမှာဆိုတော့အမိုက်ပုံးပါညာမရှိဘူးဆိုတော့အဲ့အမိုက်လေးကိုယ့်အိတ်ထက်ကိုထည့်ထားတာကိုယ့်ပစံအိတ်ဖြစ်ကိုယ့်လွယ်အိတ်ဖြစ်ဖြစ်ကိုယ့်ရဲ့အင်ကြီးအိတ်ထက်ဖြစ်ခဏထည့်ထားပြီးနောက်တစ်ချိန်အမိုက်ပုံးတွေးတဲ့အချိန်ကျမှဒီအမိုက်ကိုဟိုတိမ်ပြီးဒီအမိုက်ကိုဖြစ်တာမျိုးပေါ့နော်ဒါမျိုးအကျင့်လေးတွေလည်းလုပ်ဖို့ကောင်းပါတယ်ရှင်အဲဆိုလို့ရှိရင်အမိုက်ဖြစ်တာနဲ့ပတ်သက်ပြီးတော့ကျမတို့အကြောင်းနေမှာတော်တော်လေးပညာပေးပြီးတော့မှ เจ้าเนี่ยสะอามาဖြစ်ပါတယ်ပြီးလို့ရှင်ရရွာတွေတည်းကနေစะอามาဖြစ်ပါတယ်ရှင်အဲပြီးလို့ရှင်တကယ်အေးอยู่တဲ့မှာတယ်အဲအချင်းချင်းပြောနေကြတာပါကိုကိုလင်းနေခနဲ့ကိုအောင်ခန့်လင်းဟာဒါကလည်းတဲ့အကိုစာသာကတ်ထားတာတကယ်တမ်းအေးอยู่မှုမရှိတော့လူတို့ကအေးမထားတာပါတဲ့အလေးမထားတာပြည်ပနိုင်ငံတခုမှာဒါမလုပ်ရဆိုမလုပ်ရဘူး လောက်ပြီဆိုတာနဲ့ရဲကဖမ်းပြီးသားပဲတဲ့အစိုးရရဲ့လက်တွေ့လှုပ်ဆောင်မှုရဲ့လူထုရဲ့ချင်းဝတ်စည်းကမ်းရဲ့နှစ်ခုပေါင်းစပ်ဖို့လိုအပ်ပါတယ်တဲ့မှန်ပါတယ်ရှင့်ပြည်သူလူထုကလည်းစည်းကမ်းရှိရမယ်အစိုးရကလည်းပြည်သူလူထုကလည်းစည်းကမ်းရှိရမယ်အစိုးရကလည်းပြောရင်ပြောသလိုလုပ်ရမှာပေါ့နော်အဲဆိုတော့ရှင့်ဥပမာထားပါတော့နော်ပြည်သူအကျိုးအတွက်ပြောတာပဲ సై ကယ်ဆင်းရင် helmet ဆောင်းရမယ်လို့ပြောပေမဲ့လည်း အဲ့ဒါကိုအကျိုးအတွက်ပြောတာပဲကိုစိုက်ကဲ accident ဖြစ်လို့တခုဖြစ်ရင်အသက်အန္တရာယ်ကိုကခံရမှာလေအဲအဲ့ဒါကိုပြင်ညတ်ထားတဲ့ဥပဒေပြုတ်ထားပြီးတော့မှဥပဒေပြုတ်ထားတဲ့အစိုးရကဘာမှမဖြစ်ဘူးအဲဆိုတော့ဒါအောင်ဒါမှမလိုက်နာကြတာရှိတယ်ပေါ့နော်ဒါသည်ကိုရဲ့အကျိုးအတွက်အဲမိမိအကျိုးအတွက်ပြဋ္ဌာန်းထားတဲ့ဥပဒေဖြစ်ပါလားလိုက်နာဖို့လိုအပ်တယ်ငါတို့ရဲ့အသက်အန္တရာယ်မဖြစ်အောင်နောက်ဆုံးစိုက်ကဲ accident ဖြစ်အောင်တော့လူမသေးသွားအောင် ီ helmet တော့စောင်းထားရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်။အဲဒါမျိုးလေးတွေရှိဖို့လိုပါတယ်ရှင်။အဲ့ဒါကြောင့်မို့ကျမတို့ပညာရေးတော်တော်ရေးကြီးပါတယ်။ဟိုဟိုအမျိုးသားစီကံအစပညာသင်ကျောင်းကဆိုတာလေ။ကျောင်းနေမှာပါရှင်။အလင်းတီဆက်အဲနဲ့ဒါလေးမေးပြရစီခင်ဗျာတဲ့။ဘယ်အစိုးရတက်တဲ့အမှုအချင်းနဲ့အလိအထတွေမပြောင်းတော့အစိုးရယုံတွေပဲဖြစ်ပါတယ်တဲ့။ အပြည်သူနဲ့တိုက်ရိုက်ထိတွေ့ရတဲ့အရေးကြီးတဲ့နေရာတွေပါတဲ့ PPP အနေနဲ့အခွင့်အရေးရရှိခဲ့ရင်တဲ့ဒီနေရာတွေကိုပြည်သူဝန်ဆောင်မှုပေးတဲ့အခါမှာအဆင်ပြေပြေစနစ်တကျအဆင်ပြေပြေစနစ်ကျကျနဲ့ပြည်သူတွေတွားရတွားရမှာမကြောက်တဲ့နေရာတွေဖြစ်လာအောင်လုပ်ပေးဖို့အစီအစဉ်နဲ့ဤစနစ်များရှိပါသလားခင်ဗျာဆိုဒါကျမတို့ပါတီကအလောက်ချင်ဆုံးလို့ပြောရမှာဖြစ်ပါရှင့်အလောက်ချင်ဆုံးနဲ့မှာပါပါတာဖြစ်ပါတယ်ရှင့် ဲ့ဒါဘာလဲဆိုရင်ကျမတို့ကိုယ်တိုင်ပြည်သူလူထုကြားထဲကလာတဲ့သူတွေဖြစ်ပါတယ်ကျမတို့လူများစုပေါ့နော်အများစုကပြည်သူလူထုကြားထဲကနေပြီးတော့မှပြည်သူအကျိုးဆောင်ရွက်ခြင်းလို့အဲကျမတို့ပါတီမှာကျမတို့ပါတီကပြည်သူလူထုကြားထဲကပေါက်ဖွားတယ်ဒါပြည်သူလူထုကြားထဲကလာကြတဲ့ကိုယ်စားလှယ်လောင်းတွေဖြစ်တယ်အဲပြီးလို့ရှိရင်လွှတ်တော်တွေရောက်သွားမယ်ဆိုရဖွဲ့တွေရောက်သွားမယ်ဆိုလို့ရှိရင်လည်းပြည်သူလူထုရဲ့ပြည်သူဝန်ဆောင်မှုတွေကောင်းစေချင်တာပေါ့เนาะအဲ့ဒါဆောင်ရွက်ခြင်းလို့နိုင်ငံရေးတဲ့ကိုဝင်လာကြတာဖြစ်ပါတယ်ရှင့် အဲဆိုတော့ကျမတို့ပြည်သူဝန်ဆောင်မှုလို့ပြောရအောင်เนาะကျမတို့ e-government ပေါ့เนาะ e-government ဆောင်ရွက်ဖို့လိုပါတယ်အဲပြီးလို့ရှိရင်ပေါ့เนาะအခုလဲကြားနေတာလေးရှိတယ်ဟိုကလေ app တွေမသုံးရဘူးလို့စီးပွားရေးလုပ်ငန်းတွေ app တွေမသုံးနဲ့ဆိုတော့လေအဲ့ဒါကိုဘယ်သူကပြောလဲတော့မသိဘူးမှားနေတယ်လို့ကျမကတော့ပြောပေးရစီအဲ့ဒါဘာလဲဆိုရင်နိုင်ငံတကာမှာ digital transformation ဆိုပြီးတော့မှတကယ်ကိုပေါ့เนาะလူချင်းလူသိစရာမလိုဘူးခုနကလိုပေါ့ နိုင်ငံသားရောက်နေတဲ့မြန်မာနိုင်ငံသားက UEC website ကပုံစံ15ကို download လုပ်ပြီးတော့မှအဲ့ဒီ download လုပ်ထားတဲ့ form ထဲမှာဖြည့်ပြီးလို့ရှိရင်မြန်မာနိုင်ငံတန်ယုံကို online ကနေတင်လို့တင်နိုင်ရမယ်။ပြီးလို့ရှိရင် online ကနေပြီးတော့မှမြန်မာနိုင်ငံတန်ယုံကလည်း online ကနေတင်တဲ့သူကိုဒီပုံစံ15လက်ခံရရှိပါတယ်။အဲ့ဒါကြောင့်မလို့ဒီဟောပေါ့နော်ကြိုတင်မဲပေးဖို့လို့အတွက်ကို message နဲ့ထည့်သွင်းပြီးဖြစ်ပါတယ်။ message number ကဒီလောက်ပါဆိုတဲ့ဟာလေ။အဲ့လိုလေအကြောင်းပြန်ပေးတာမျိုးပေါ့နော်။အဲ့ဒါ လူတွေမပင်မမှန်းနဲ့လှုပ်လို့ရတာ online နဲ့ဖြစ်ပါတယ်ရှင်အဲ့ဒါတွေကိုမဟုတ်ဘဲနဲ့အဲ့လိုတွေမလုပ်ဘဲအဲ့ဒါတွေကိုများများသုံးရမှာဖြစ်ပါတယ်အဲ့ဒါတွေကိုမသုံးဘဲနဲ့အခုစီးပွားရေးလုပ်ငန်းတွေကနေပြီးတော့မှ digital transformation ပေါ့နော်အဓိကတော့ covid ကြောင့်ဖြစ်သွားတာပါရှင်ကိုဗစ်ကြောင့်မို့ဒါကြီးကပိုကောင်းသွားတာပေါ့နော် life saves တွေရောင်းနေအိမ်ထဲကအိမ်ပြင်မထွက်ရဘူးဒါပေမဲ့ဝယ်တဲ့လူကလည်းဝယ်ခြင်းနဲ့ရောင်းတဲ့လူကလည်းရောင်းခြင်းနဲ့အဲဝယ်တဲ့လူကလည်းဝယ်ဖို့လိုတယ်ပေါ့နော် ။နောက်စသဖြင့်ပေါ့ရှင်။အဲ့တော့ဆိုကျွန်တော်တို့ဈေးတွေလည်းမတော်ရဲကြအောင်လေ။ဒါပေမဲ့နေ့တိုင်းအိမ်မှာတော့ချက်စားနေကြရတာပဲ။အဲ့ကြတော့ delivery တွေပေါ်တယ်စသဖြင့်ပေါ့နော်။အဲဒါမျိုးတွေပေါ်တယ်ဆိုတော့ delivery ဆိုတော့ဘာနဲ့မှားတာလဲဆို online ကနေပဲမှားတာဖြစ်ပါတယ်ရှင်။အဲ့လိုမျိုးနဲ့ပဲမိသားစုတွေစီးပွားရေးလေးတွေကောင်းပြီးတော့မှမိသားစုဘဝချောင်းချောင်းလဲလဲပြည်လဲတာမျိုးတွေပေါ့နော်။နောက်အလားတူပဲပေါ့နော်။ကမ္ဘာမှာအာကမ္ဘာအချမ်းသာဆုံးထဲမှာပါတဲ့ Amazon ပေါ့နော်။အဲကျွန်တော်တို့မြန်မာတွေခေါ်တာတော့ Amazon ပေါ့ရှင်။ မြန်မာတွေခေါ်တဲ့ Amazon ပေါ့ Amazon ပေါ့ Amazon ဆိုတာ online နဲ့ကမ္ဘာမှာအချမ်းသာဆုံးဖြစ်သွားတာဖြစ်ပါလေရှင် e-commerce တို့เนาะ digital economy ဒါဒါတွေသွားမဲ့အချိန်မှာအာကျွန်မဟိုတနေ့ကကြားလိုက်တာတော့ app တွေမသုံးရဘူးလို့ဘာလို့ပြောတယ်ဆိုတာတော်တော်လေးကိုခက်နောက်ပြန်ဆွဲပြီးတော်တော်လေးကိုဟိုအဆင့်တန်းမမှီတဲ့ instruction ပေါ့နော်ဒါစာနဲ့ပေနဲ့ထွက်လာတော့ကျွန်မမသိဘူးတကယ်လို့ထွက်တယ်ဆိုလဲထွက်တဲ့ဌာနကတော်တော်လေး ခင်နဲ့ဆန့်ကျင်ပြီးတော့မှကိုယ်တိုင်းပြည်စီးပွားရေးကိုအရှိမရောက်အောင်ပေါ့နော်။နောက်ပြန်ဆွဲအောင်လုပ်တယ်လို့ပဲကျွန်မကတော့ပြောချင်ပါတယ်ရှင်။ဒီလို app တွေမသုံးရဘူးလို့နော်။ဆိုလို့ရှိရင်အများသောအားဖြင့်ခုနောက်ပိုင်းလေ double income family ဖြစ်ပြီးကျွန်မပြောရလဲတနိုင်ခွဲနှီးပါတော့ရှိပြီ။ဒီမေးခွန်းလေးပြီးရင်တော့ကျွန်မတခြားမေးခွန်းလေးတွေဖတ်ပြီးတော့ဖြည့်တဲ့နဲ့ဟာဖြည့်ပါမယ်ရှင်။ဂျန်နဲ့ဟာလေးတော့ကျွန်မလေဟိုဖြည့်လို့ရတာကျွန်မချက်ချင်းဖြည့်ပေးပါမယ်ရှင်။